င်္ဂလာပါအိမ်ပြလန်း channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ဒီတစ်ခါမှမျှဝေပေးသွားမှာကတော့ cherry ရေးသားထားတဲ့အညာမြေကအုတ်ကူနေများဆောင်းပါဖြစ်ပါတယ်ဒီဆောင်းပါကိုတော့2025 February 15ရက်နေ့မြေလတန်တဲ့မီဒီယာမှာဖော်ပြထားတဲ့ဆောင်းပါဖြစ်ပါတယ်ရှင်ယခုဆောင်းပါကိုကျမတို့အိမ်ပြလန်း channel ကနေပြန်လည်မျှဝေခွင့်ပြုဖို့အတွက်ဆောင်းပါရှင်နဲ့မြေလတန်မီဒီယာတို့ကိုဒီညကနေပဲလေးစားစွာနဲ့ခွင့်တောင်းပါရစေနားဆင်လေ့လာကြကြရအောင်ရှင် အညာမေကအုတ်ကူနီများအညာမေလို့ပြောလိုက်တာနဲ့ထန်းပင်ထနောင်းပင်ကြီးတွေဝေစာနေတဲ့လမ်းမကြီးတွေနွားလဲတန်းတကြွကြွတိတ်ငတ်အော်တန်းတဆာဆာနဲ့ရာသီတိုင်းအလွမ်းတက်တွေလွမ်းချုံနေတတ်တဲ့ဒေသတစ်ခုနွေရာသီဆို၆တွေ့ပူပြင်းလုံးပြီးနွားအုပ်စိတ်အုပ်တွေကြောင့်ဖုံလုံးတွေနဲ့ပြည့်နေတဲ့လမ်းရိုင်းတွေရှိရာဒေသဆောင်းရာသီဆို မြူတွေဆိုင်ပြီးအယိုးစိတ်နေအောင်ချမ်းတဲ့ဒေတာတခုအခုဆိုရင်အညာမြေရဲလို့ပြောလိုက်တာနဲ့ပြင်းမြင်မိကြတာကမီးလောင်မြင်တွေပြီးတော့လက်နက်ကင်တော်လန်ရေးကြလာတာနဲ့အမျှပုံမှုမြင်လာရတဲ့အုတ်ကူနီနီတွေပါအညာဒေတာကျေးရွာတခုရဲ့တင်းချိုင်းမြေကအုတ်ကူတွေကြားထဲမှာစီတန်းနေရာယူထားတဲ့အနီရောင်အုတ်ကူ၃လုံးဟာအထင်သာပါ အုတ်ဂူကျလုံးရဲ့ဘေးပတ်လယ်မှာကားလေလောက်ရှိတဲ့ကွန်ကရစ်တိုင်ရှစ်တိုင်စိုက်ထားပြီးတတိုင်းနဲ့တတိုင်းကိုလည်းတန်ကျိုးတွေနဲ့ချိတ်ခါခြံဝန်းပုံစံကာယံလုပ်ထားပါတယ်။သူ့ရဲ့ဘေးမှာရှိတဲ့အုတ်ဂူနှလုံးကတော့တွဲလျက်ဆောက်ထားပြီးအဲ့ဒီအုတ်ဂူတွေကိုလည်းတန်ကျိုးတွေခတ်ခါခြံဝန်းပုံစံလုပ်ထားတာပါ။ထိုက်ဆုံးအုတ်ဂူမှာတော့ခွတောင်းအလံတစ်ခုကိုရိုက်နှိပ်ထားကအဲ့ဒီအောက်ဘက်မှာတော့ 2021ခုနှစ်မတ်လ28ရက်နှွေဦးတော်လန်ရေးတွင်ကြာဆုံးသွားသောအာဇာနည်သူရဲကောင်းဖိုးချန်အသက်30နှစ်ဆိုပြီးရေးသားထားပါတယ်။ကလရက်ကအုတ်ဂူနီနှလုံးမှာလဲချုံနီးတူပဲအုတ်ဂူပိုင်ရှင်တွေရဲ့နာမည်တွေကိုကပီးစာတန်းရေးထိုးထားပါတယ်။ကိုဖိုးချန်တို့လိုအုတ်ဂူနီတွေကိုအညာမြေမှာရှိတဲ့ကျေးရွာတိုင်းကရွာသိမ်းတိုင်းတွေလေကသေးရိုးတွေရွာချင်းဆက်လမ်းမတွေ ဂျွာနာအဝေးလေးလမ်းမကြီးဘေးကကွင်းပြင်တွေစာတင်ကြောင်းပရဝုံတွေထဲမှာတွေ့နိုင်ပြီးအဲ့ဒီအနေအောင်အုတ်ဂူတွေဟာတော်လန်ရေးကာလအတွင်းကြာဆုံးခဲ့တဲ့ရဲဘော်တွေကိုအာဇာနည်အဖြစ်မှတ်တမ်းတင်ဂုဏ်ပြုတဲ့တာရောက်တစ်ခုလည်းဖြစ်ပါတယ်တော်လိုင်းရဲတပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့အုတ်ဂူကိုစေးချဲကြတာဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့အလံကိုကိုစားပြုပြီးအနည်းအောင်ဒါမှမဟုတ်အဖြူနဲ့အနည်းဆက်ကြချဲကြတာဖြစ်တယ်လို့ အာဇာနည်သူရဲကောင်းတွေလို့သတ်မှတ်တဲ့အတွက်အနေရောင်ခြေကြတာဖြစ်တယ်လို့အညာမြေရဲဘော်တွေနဲ့ပြည်သူတွေကပြောပါတယ်မြန်မာစာနဲ့ပွဲရထားတဲ့ကိုခိုးချမ်းဟာဆလင်းကြီးမြို့နယ်တဲကတရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ One Pound YC ကုမ္ပဏီမှာရန်နရာပိုင်းဆိုင်ရာကားတွေကိုမောင်းနှင်ရတဲ့ဝန်ထမ်းတအူပါ2021ဆေးရနာတိမ်ပြီးနောက်စီရီယံလှုပ်ရှားမှုတွေစတင်လာတဲ့အချိန်မှာတော့ ဝမ်ပောင်ရန်စီမှာလဲသက်ဆိုင်ရာဌာန၌ဝန်ထမ်းတွေအကုန်စီဒီယံပြုလုပ်ဖို့လှုံ့ဆော်တန်တွေထွက်လာခဲ့ပါတယ်အဲ့ဒီလိုဥဆောင်လုံဆော်သူတွေထဲမှာကိုဖိုးချမ်းလဲပါဝင်ခဲ့ပြီးကိုတိုင်းလဲစီဒီယံပြုတ်လောက်ကဆနပြလှူရှောင်းမှုတွေမှာတက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ကိုဖိုးချမ်းရဲ့အဖေဖြစ်သူဦးဝင်းကတော့68ဒေါ်လာရေးကာလမှာကျေးရွာတပိတ်ဥဆောင်သူအဖြစ်လှူရှားခဲ့တဲ့သူပါ။အဖေသူရဲ့အပြည့်ပါတဲ့ကိုဖိုးချမ်းကလည်း ယခု2023ခုနှစ်ຫນွေဥတော်လိုင်းရေးမှာကြာရကဏ္ဍကနေပါဝင်ရင်းတပိတ်စိတ်ကြောင်းတွေကိုစစ်ကောင်စီကပြက်ကပ်ဖြိုကွင်းလာချိန်မှာတော့ဆန္ဒပြပြည်သူတွေအန်တရာယ်ကင်းဖို့ကင်းတောက်တာဝန်ကိုယူခဲ့ပါတယ်။အဖေတို့မေတို့နိုင်အောင်မတိုက်ခဲ့တဲ့88ကတော်လိုင်းရေးကိုသားတို့လက်ထက်မှာအနိုင်တိုက်မယ်ဆိုပြီးတော့ဂျင်းဝါသွားသေးတယ်လို့ကိုဖိုးချမ်းရဲ့တော်လိုင်းရေးအပေါ်ခံယူချက်ကိုဦးဝင်းကပြန်ပြောပြပါတယ်။ 2023ခုနှစ်မတ်လ29ရက်ကပြုလုပ်ခဲ့တဲ့မုံရွာရာကြီးကလေးဝလမ်းပိုင်းနဲ့မုံရွာပသိမ်လမ်းဆောင်ရာ၃လမ်းกว่าဆုံးမှာပြုလုပ်တဲ့အထိုင်တပိတ်မှာလဲကိုကိုးချမ်းတယောက်ကင်းတောက်တောင်ဝန်ယူခဲ့ပါတယ်။ကိုကိုးချမ်းကမုံရွာနာမခကထွက်လာမဲ့စစ်ကားတွေကိုကင်းထောက်ဖို့အထိုင်တပိတ်နဲ့မီတာ100လောက်သာဝေးတဲ့အနောက်မြောက်တိုင်းမြို့တော်မုံရွာဆိုတဲ့ဆိုင်းပုံနားမှာနေရာယူထားပါတယ်။ အဖေဖြစ်သူဦးဝင်းကတော့ဝမ်ပောင်ရန်စီကုမ္ပဏီကထွက်လာမဲ့စကားတွေကိုစောင့်ကြည့်ဖို့ဆလင်းကြီးဘတ်ချန်းကဝမ်ပောင်ရန်စီကုမ္ပဏီနားမှာကင်းထောက်နေခဲ့တာပါမနက်၁၀နာရီခွဲဝင်းကျင်မှာတော့မုံရွာနမခတွေကနေတပိတ်ဖြုတ်ခွင်းဖို့ထွက်လာတဲ့စစ်ကောင်စီကားရန်တွေဟာကိုဖူးချန်းကင်းထောက်တောင်ဝန်ယူထားတဲ့လမ်းပိုင်းကိုရောက်လာကြပါတယ်ကိုဖူးချန်းအပါအဝင်လုံခြုံရေးတာဝန်ယူထားတဲ့ရဲဘော်တွေက ဆန္ဒပြပြည်သူတွေပြေးချိန်ရအောင်တာယာကွင်းတွေမိရှုတာတက်တုံးကြောက်တုံးတွေနဲ့လမ်းမကိုပိတ်ဆို့တာတွေလုပ်ပြီးအချိန်ဆွဲပေးနေကြပါတယ်။အဲ့ဒီလိုလုံရင်းကနေတနတ်တန်တွေထွက်လာတာကြောင့်ကိုဖိုးချမ်းတို့အဖွဲ့တွေဟာလူစုခွဲပြီးကြည်လွရာထွက်ပြေးခဲ့ရပါတယ်။ကြည်စံတွေဂျာကနေလူအုပ်လိုက်ကြီးပြေးလွှားနေချိန်မှာပဲစစ်ကောင်စီဘက်ကပြစ်တဲ့ကြည်စံတထောင်ကကိုဖိုးချမ်းရဲ့နောက်ကျောကိုထိမှန်ခဲ့ပါတယ်။ ကိုကိုချမ်းတို့ဘတ်ချမ်းမှာပြက်ခတ်ခံရခြင်း။ဦးဝင်းတို့ရှိနေတဲ့ဆလင်းကြီးဘတ်ချမ်းမှာလည်းပြက်ခတ်တန်းတွေကြားလာရတာကြောင့်ဦးဝင်းတို့ကလူစုခွဲပြီးအိမ်ကိုပြန်နေခဲ့တာပါ။ကိုကိုချမ်းရှိတဲ့နေရာနဲ့ဦးဝင်းတွေကလေးမိုင်လောက်ဝေးတာကြောင့်တစ်ဖက်နဲ့တစ်ဖက်ပြက်ခတ်တန်းတွေမကြားရပဲဖုံးကတဆင့်သာပြက်ခတ်မှုတွေရှိကြောင်းသိကြရတာပါ။ဦးဝင်းလဲတားဖြစ်သူရှိနေတဲ့တပိတ်စစ်ကြောင်းကရဲဘော်တွေကိုဖုံးဆက်ပြီး သူတို့ဘက်ချမ်းမှာတနတ်တန်တွေပြစ်နေကြောင်းလူစုခွဲပြီးပြန်ဆုံနေကြပြီဖြစ်ကြောင်းအသိပေးကဒိပေးစကားတွေပြောပြီးဖုံးချခဲ့ပါတယ်။ဦးဝင်းတယောက်အိမ်ပြန်နေတဲ့လမ်းတဝက်အရောက်မှာတော့ဇနီးဖြစ်သူစီကဖုံးဝင်လာကတားဖြစ်သူကြည်ထိတာကြောင်းအကြောင်းကြားလာခဲ့ပါတယ်။တနအူတီရှပ်ထိတယ်လို့ကြားတာကြောင့်အတန်တည်းမစိုးရင်ခဲ့ရပါပဲ။နိုင်ဝတ်အကြာမှာတော့တပည့်ရဲဘော်တအူးစီကနောက်ထပ်ဖုံးတလုံးဝင်လာက ားဖြစ်သူကြာဆုံးကြောင်းအသိပေးလာခဲ့ပါတယ်။ဘယ်ပိုက်ရင်အောင်မှန်တာဆိုတော့ကလီစာတွေအဆုတ်တွေမှန်မှာပေါ့။တကယ်ချက်ကောင်းကိုပြစ်တာ။မီးရှို့နေချိန်နောက်ကျောကနေလှမ်းပြစ်လိုက်တာ။နောက်ကျောကနေမှန်ပြီးရင်ဘက်ကို ပွင့်ပြီးခေါင်းမှာပွင့်ထွက်သွားတာလို့တားဖြစ်သူစီမံခဲ့ပုံကိုဦးဝင်းကပြန်ပြောပြပါတယ်။ကိုဖိုးချမ်းဟာရင်းမပင်အရှိချမ်းနဲ့ဆလင်းကြီးမြောက်ချမ်းနေဆက်တဝိုက်မှာ ပထမဆုံးကြာဆုံးခဲ့တဲ့ရဲဘော်ဖြစ်တယ်လို့ဂျွာမာလည်းပထမဆုံးပေါ်ပေါက်ခဲ့တဲ့အုတ်ဂူအနေတစ်လုံးပါဦးဝင်းတို့ဂျွာမာအခုလက်ရှိတားဖြစ်သူရဲ့အုတ်ဂူပါဝင် အုတ်ဂူအနေ၃လုံးရှိပြီးဘေးနားကကျေးရွာတွေမှာလည်းအနေရောင်ချဲ့ထားတဲ့အုတ်ဂူကြီး၈လုံးရှိပါတယ်ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ကြောင်းထိုးတပ်ဖြတ်တာခံလိုက်ရတဲ့ပြည်သူတွေရဲ့အဖြူရောင်အုပ်ကူဆက်တလုံးလဲအဲ့ဒီရွာမှာရှိပါသေးတယ်။ပထမဆုံးကြာဆုံးတဲ့ရဲဘော်ဖြစ်တယ်လို့ရဲရွာကလည်းလေးစားရတဲ့လူငယ်ဖြစ်တာကြောင့်သူ့ကိုဂုံပြူတဲ့အနေနဲ့ရွာနာမှာတမိုင်ခွဲခန့်ရှိတဲ့မိသားလမ်းကိုဖိုးချမ်းလမ်းဆိုပြီးနမဲတက်ကဂုံပြူခဲ့ကြပါဗါး။ဦးဝင်းကတော့တားဖြစ်သူကြာဆုံးတာဟာ တော်လန်ရေးအတွက်ဂုံယူရတဲ့ပေးဆက်မှုဖြစ်တာကြောင့်မျက်ရည်မကျပဲစိတ်တင်းထားနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျေးရွာတွေကိုမီးရှို့တာတွေမြင်ရတော့မျက်ရည်ကျမိရဲ့လို့သူကအခုလိုပြောပါတယ်။ကုဒါသမီးတို့ကမျက်ရည်ထိနိုင်ပေမဲ့ပဝင်းစဉ်ကလူတွေရဲ့ထိခိုက်နေနာတာတွေစားဝတ်နေရေးပြေးလွှားကြတာတွေဆိုရင်မတော်ခံစားရတယ်။ရင်ထဲမှာအတော်မချိဘူး။ သားဟာသူများတွေလက်နဲ့မကင်ခင်ကတည်းကလေတနက်လောက်ခါတော်လိုင်းရေးလှုပ်ဖို့စိတ်ကူးရှိနေတာကြောင့်အခုလိုမကြဆုံးရင်တော့ PDF ရဲဘော်အနေနဲ့ကြာဆုံးမှာပဲလို့ဦးဝင်းကပြောပါတယ်။အုတ်ကူပေါ်မှာကြာဆုံးရဲဘော်တွေကို မတန်းတင်ဂုံပြုတဲ့အနေနဲ့ကြာဆုံးရဲဘော်ရဲ့အမြင်အသက်နဲ့ကြာဆုံးခဲ့တဲ့ရက်စွဲကြာဆုံးခဲ့တဲ့တိုက်ပွဲတွေကိုကပီးရေးထိုးလေးရှိကြပေမဲ့ ဘာကပီးမှတ်တမ်းမှမရေးပဲထားရှိတဲ့အာဇာနီအုတ်ဂူနီတွေလည်းရှိပြီးအဲ့ဒီလိုအုတ်ဂူတွေတဲကတလုံးကိုဒီဘဲရင်အရှိချမ်းကကျေးရွာတရွာမှာ တွေ့နိုင်ပါတယ်။အဲ့ဒီအမည်မသိတဲ့အုတ်ဂူနီဟာမြေဥတော်လန်ရေးအစောပိုင်းကာလမှာ ဖြစ်ခဲ့တဲ့ဘူးတလင်မြို့နယ်ကုတော်ရွာစခန်းသိမ်းပွဲမှာ ကြာဆုံးခဲ့တဲ့ရွှေဘုခရိုင်တရင်ကိုကဒုတရင်မူကိုဖိုးသားကြီးရဲ့အုတ်ဂူဖြစ်ပါတယ်။ မြေပြင်စည်ရဲအခြေအနေနမ်းမြေလုံခြုံရေးအခြေအနေအပြင်ရဲဘော်တွေမှာလည်းစိုးရိမ်စိတ်တွေရှိတာကြောင့်ကပင်းမှတ်တမ်းမထိုးရသေးပဲထားတာလို့တရင်ရဲ့ရဲဘော်တွေကပြောပြကြပါတယ်2020ခုနှစ်လေလပိုင်း၈ရက်ကကိုကိုသားကြီးဦးဆောင်ပြီးဘုဒ္ဓလင်မြို့နယ်တဲကကုတော်ရရဲစခန်းကိုစခန်းသိမ်းပွဲဆင်နွှဲခဲ့ကြပါတယ်အဲ့ဒီအချိန်ကလက်နက်ရဲလို့မြေမြရရမရှိကြသေးပဲ စခန်းသိမ်းပွဲဆင်နွှဲတဲ့ရဲဘော်အားလုံးပေါင်းမှမောင်းပြန်15လက်တာပါပြီးအများစုကလက်လုံလျှော့ကန်းတွေအချို့ရီဘူးခွန်တွေနဲ့လှုပ်ထားတဲ့လက်လုံမိုင်းတွေသာပါဝင်ခဲ့တာပါရန်သူနဲ့ကျွန်တော်တို့မှာကလက်နဲ့အင်အားမလောက်ဘူးဗျမမြဘူးပေါ့မမြကြတဲ့အနေထားမှာဘာလို့လဲဆိုတော့ခေါင်းဆောင်မှုအတည့်ရလူတွေပေါ့ဒါပဲဖြစ်ဖြစ်တဲ့ရင်က ဒုတရေမှုတယောက်အနေနဲ့အရှိကနေရင်းရင်းချွန်ချွန်ပါဝင်ပြီးတော့တိုက်ပွဲဝင်နေဆိုရင်နောက်ကနေပြီးတော့ရဲဘော်တွေကလည်းသူတို့မှာဘာပဲကင်ထားရကင်ထားရရှေ့မှာသူတို့ယုံကြည်ရတဲ့လေးစားရတဲ့သူတို့အားကိုးရတဲ့အကိုကြီးတယောက်ရှိတယ်ဆိုတဲ့စိတ်နဲ့ဒီတိုက်ပွဲကရခဲ့တာလို့ပြောလို့ရတယ်ဗျာလို့ရှေ့ဘူခရိုင်တရင်ကိုကရဲဘော်နေညူကပြောပါတယ်လက်နက်အင်အားမမျှပေမဲ့ စိတ်တက်နဲ့တိုက်ခဲ့တဲ့အဲ့ဒီနေ့ကပွဲမှာကာကွယ်ရေးတပ်တွေဘက်ကကုတော်ရွာတဲကစကန်းတချို့ကိုစီးနင်းထားနိုင်ခဲ့တယ်လို့နောက်ဆုံးလက်ကျန်စကန်းတစ်ခုကိုတိမ့်ဖို့ပဲကြံတော့တဲ့အထိအသာစီးရခဲ့ကြပါတယ်။နောက်ဆုံးစကန်းကိုတိမ့်နိုင်ဖို့ကိုဖိုးသားကြီးဥဆောင်ပြီးကြားတက်ထိုးချိန်ကရုတ်ချင်းထဲမှာရှိနေတဲ့စကောက်စီတပ်သားတအူပြစ်လိုက်တဲ့လက်ပစ်ဘုံကကိုဖိုးသားကြီးရဲ့ဘေးနားကိုကြာရောက်ပေါက်ကွဲခဲ့ပါတယ်။အဲ့ဒီဘုံစားတွေက ကိုဖိုးသားကြီးရဲ့မေးစိအထက်ပိုင်းကနေဥကောင်တဲထိထိမှန်ခဲ့တာကြောင့်နေရာမှာတင်ကြာဆုံးခဲ့ရပါတယ်။ကိုဖိုးသားကြီးကြာဆုံးပြီးနိုင်ပိုင်းကြာမှာတော့ကိုတော်ရွာစခန်းကိုကာကွယ်ရေးတပ်တွေဘက်ကအပိတ်သက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီရဲ့ဘန်ကာတွေကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကတတော်ကိုအသာစီးရနေပြီပေါ့။ထွက်ပြေးတဲ့သူကလည်းထွက်ပြေးနေပြီ။စစ်ကောင်စီရဲ့ဘက်ကလည်းလေ အဲ့မှာကျွန်တော်တို့ကနေပြီးတော့ကြက်တက်ထိုးပြီးတော့ဝင်စီးဖို့ပဲရှိတော့တာပေါ့အဲ့ဒီမှာကရုတ်ကျန်းတဲမှာရှိနေသေးတဲ့ဆက်ခဆဘက်ကတယောက်ကနေပြီးတော့လက်ပစ်ပုံးနဲ့ထုလိုက်တာလို့ကိုဖူသားကြီးကြာဆုံးခဲ့ရပုံကိုရဲဘော်တအူးကပြန်ပြောပြပါတယ်ကိုဖူသားကြီးဟာရှိဘူခရိုင်တရင်ကိုရဲ့ရာဒူးကြီးပိုင်းထဲမှာပထမဦးဆုံးကြာဆုံးခဲ့တဲ့ရဲဘော်ဖြစ်ပြီးတကြိုတည်းနေ့မှာလဲနာယီအခမ်းအနားသတင်းပေါက်ကြားတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာကိုခံခဲ့ရတာတတ်မှတ်ချိန်တက်စောပြီးတကြွခဲ့ရပါတယ်။အဲ့ဒီနေ့ကုတော်စခန်းသိမ်းပွဲမှာရွှေဘုခရိုင်တရင်ကိုကရဲဘော်၂ယောက်ကြာဆုံးခဲ့ပါတယ်။အခုလက်ရှိတရင်မှာဒုတရင်မူ၃ဦးအပါအဝင်ရဲဘော်အယောက်20ကြာဆုံးထားတယ်လို့ရွှေဘုခရိုင်တရင်ကိုကတပ်ဖွဲ့ဝင်ရဲဘော်တွေကပြောပါတယ်။ကိုဘိုးသားကြီးရဲ့အုတ်ဂူနီဟာ သူ့ရဲ့ဇာတိရွာမှာပထမဆုံးပေါ်ပေါက်ခဲ့တဲ့အုတ်ဂူနီဖြစ်ပြီးအခုဆိုရင်ရွာမှာအုတ်ဂူနီ6လုံးရှိနေပါပြီ။ကလေးနှစ်ယောက်အဖေဖြစ်တဲ့ကိုကိုသားကြီးဟာသူ့မကြဆုံးခင်ရက်ပိုင်းကမှဇနီးဖြစ်သူမတ်မော်နဲ့တိုင်နေကတားလေးကို ရှင်ပြုတ်ပေးဖို့စီစဉ်ထားကြတာပါ။ခင်မုန်းဖြစ်သူကရုတ်တရက်ကြဆုံးသွားတဲ့အတွက်တားလေးကို ရှင်ပြုတ်ပေးမယ့်အစီအစဉ်ကို အခုချိန်ထိအကောင့်တွေမပေါ်နိုင်သေးပဲရွှေ့ဆိုင်ထားရတယ်လို့မမွန်ကပြောပြပါတယ်။ခင်မုံဖြစ်သူမရှိတော့ပဲမဲ့မမွန်ကတော့တားနဲ့သမီးကိုထိန်ချောင်းရင်းခင်မုံဖြစ်သူစိတ်အားထက်သန်ခဲ့တဲ့တော်လန်ရေးမှာဆက်လက်ပါဝင်နေပါတယ်။အခုလက်ရှိခင်မုံဖြစ်သူပါဝင်ခဲ့တဲ့ရွှေဘူခရိုင်တရင်ကိုရဲ့ထောက်ပို့ရေးပိုင်းကိုတတ်နိုင်သလောက်ကူညီနေပြီးခင်မုံကိုတတိယတိုင်းတော်လန်ရေးလုပ်ငန်းတွေကိုပိုအားစိုက်လုပ်ဖြစ်တယ်လို့ လက်ရှိသူမရဲ့ချက်တန်းနေပုံကို အခုလိုပြောပြပါရစေ။တန်ဖိုးရှိတဲ့လူသားတယောက်ဆုံးရှုံးရတာဆိုအများတက်နေတာတလို့အမားတို့မိသားစုအတွက်ကတော့အဖိုးမပြတ်နိုင်တဲ့ယတနာတပါးပေးဆက်လိုက်ရတာ။အဲ့ဒါတွေပေးရတာနဲ့တန်တဲ့တနိုင်ငံလုံးအတွက်ဒီမိုကရေစီကတော့တကယ်ရချင်တယ်။မိသားစုအတွက်ဘာမှပြန်လို့မပေးနိုင်နေပါစေ။ဒါလေးနိုင်သွားရင်အောင်သွားရင်အမားတို့ကကျေနပ်ပေး။အမအဖြစ်ရှင်ဆုံးစံတာ။ ချို့ဒေတာတွေမှာစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလေးရှိရာကြောင့်အောက်ကူနေမဆောက်ရပဲမြုံနံလိုက်ရတဲ့ရဲဘော်တွေရှေ့တန်းမှာပဲမြေစာပုံလေးနဲ့တကြွလိုက်ရတဲ့ရဲဘော်တွေလည်းရှိနေပြီးဇာတိရဝေးမှာတိုက်ပွဲဝင်ရင်ကြာဆုံးခဲ့တဲ့ရဲဘော်တွေကတော့မိသားစုရဲ့ဆန္ဒအရကြာဆုံးခဲ့တဲ့နေရာနဲ့နှီးဆက်တဲ့ကျေးရွာတွေမှာ မြုံနံလိုက်ရတာတွေလည်းရှိပါတယ်အညာမြေကရွာတိုင်းနှီးပါးမှာတရွာကိုအနည်းဆုံး ပုတ်ကူနီနှလုံးကနေ6လုံးအထိတွေ့ရတတ်တယ်လို့ရှင်ဘူခရိုင်တရင်ကိုရဲဘော်ကအညာမြေရဲ့အခြေအနေကိုပြောပြပါတယ်။လူမှုဆက်ဆံရေးလုပ်ငန်းတွေနဲ့ခရီးချက်တိုင်းပြည်သူတွေကိုတော်လှန်ရေးကာလအတွင်းအပြောင်းလဲတွေနဲ့တော်လှန်ရေးကာလအတွင်းဘာတွေရရှိလိုက်လဲဆိုတဲ့မေးခွန်းတွေကိုမေးမြန်းချင်။အောက်ကူနီတွေလက်ညှိုးထိုးမလွယ်ရှိနေတယ်ဆိုတဲ့အဖြေကိုအမြဲကြားရတတ်တယ်လို့ရှင်ဘူခရိုင်တရင်ကိုရဲ့ရဲဘော်နေညူကပြောပါတယ်။ ကိုကိုချမ်းရဲ့အဖေဖြစ်သူဦးဝင်းကတော့အညာမြေမှာအာဇာနည်အုပ်ကိုနေတွေပေါ်လာပုံဟာ အရင်ကအညာမှာအနေရောင်ရဲလို့အများကြီးမြင်ချင်းရင်နှွေရသည်လက်ပံပွင့်ချိန်ကိုသာစောင့်ကြရပြီးအခုချိန်မှာတော့အနေရောင်အုပ်ကိုတွေကြောင့်အညာမြေကရာသီတိုင်းရဲရဲနေနေတယ်လို့နှိုင်းရှင်ပြပါတယ်ရှေဘုခရိုင်တိုက်ရင်ကိုရဲ့ရဲဘော်အယူတံကတော့တော်လိုင်းရေးကာလအတွင်း အညာမြေရဲ့ပြောင်းလဲလာပုံကို အခုလိုမှတ်ချက်ပြုပါရစေ။အညာမြေရဲ့ကြောက်ရွံ့ဆိုရင်တော့ခုချိန်မှာ အုတ်ကူနေတွေလို့ပဲလက်ညှိုးထိုးပြရမှာ။